ဆခုနှစ်ခုမြောက်သောဇာလံအပိုင်ငယ်တင်မ15ဦးဒါရဗျာတရားတော်ဘက်မှနေပြီးအကျွန်ုပ်အော်ဟစ်ခြင်းကိုမှတ်တော်မူပါ မလဲ့စားတတ်သောနှုတ်နှင့်ဆုတောင်းသောပတ္ထနာစကားကို နားထောင်တော်မူပါကိုရောတိုင်းအကျွန်ုပ်ကိုစီရင်၍ဖြောင့်မတ်သောအရာကိုထောက်ရှုတော်မူပါ အကျွန်ုပ်နှလုံးကိုစစ်ဆေးတော်မူပါ ညအခါအကျွန်ုပ်ကို အချစ်အရှုချွာလာတော်မူပါအကျွန်ုပ်ကိုစစ်ကြောသောအခါအဘယ်အပြစ်ကိုမျှတွေ့တော်မမူရာ အကျွန်ုပ်အကြံအစီသည် အကျွန်ုပ်စကားနှင့်မချာမနာပါ လူပြုတ်တတ်သော အမှုများမှဖြည့်စည်တတ်သောသူ၏လမ်းတို့ကိုနှုတ်ကပတ်တော်အားဖြင့်အကျွန်ုပ်ရှောင်ပါပြီလမ်းခရီးတော်၌အကျွန်ုပ်သွားစဉ်တွင် ခြေမချော်စေခြင်းငါထောက်မတော်မူပါ အိုးဘုရားသခင်ကိုတော်သည်နားထောင်တော်မူတတ်သောကြောင့်အကျွန်ုပ်သည်တောင်းလျှောက်ပါ၏နားတော်ကိုလှည့်၍အကျွန်ုပ်စကားကိုနာယူတော်မူပါကိုတော်ကိုခိုးလုံသောသူတို့ကိုတပုံတို့လက်မှလက်ရလက်တော်အပြင်ကေနှုတ်တော်မူသောဖရာထူးဆန်းသောမေတ္တာကြီးစုတော်ကိုပြတော်မူပါ အကျွန်ုပ်ကိုညှင်းဆဲသော လူဆိုးဒီဟုသောအကျွန်ုပ်ကိုဝိုင်း၍တက်လို့သောရန်သူတို့လက်မှအကျွန်ုပ်ကိုလွတ်စေခြင်းငါမျက်စံကဲ့သို့အကျွန်ုပ်ကိုစောင်းမတော်မူပါ အတောင်တော်အရိတ်ထဲမှာဖုံးအုပ်တော်မူပါ သူတို့သည်မိမိတို့စူဝချင်းကိုကိုးစား၍ထောင်လွှားစော်ကားစွာပြောဆိုကြပါ၏အစ်နှုတ်တို့သွားသောလမ်းကိုယခုဝိုင်းမိကြပါပြီ ကျွန်ုပ်တို့ကိုမြေပေါ်မှာလှဲခြင်းငှာမျက်စိနှင့်ရွေကြပါ၏ဖမ်းမိသောအကောင်ကိုစားခြင်းအာကြီးသောရှင်သေကဲ့သို့၎င်းစိတ်ွယ်ရာအရ၌ချောင်း၍နေသောရှင်သေပြိုကဲ့သို့၎င်းဖြစ်ကြပါ၏ဩသာရဖျားထတော်မူပါ သူတို့ကိုစီးတား၍လှဲချတော်မူပါ မတရားသောသူတို့လက်မှအကျွန်ုပ်အသက်ကိုဓာတော်ဖြင့်ကယ်လွတ်တော်မူပါ ဩတာရပြလောကီသားဖြစ်သော ထိုလူတို့လက်မှ အကျွန်ုပ်အသက်ကို လက်တော်ဖြင့်ကယ်လွတ်တော်မူပါ ထိုသူတို့သည်ယခုဘဝမှာမိမိတို့အဖို့ကိုခံရကြပါ၏သူတို့အလိုကိုဗန္နာတော်နှင့်ပြည့်စုံစေတော်မူ၏သူတို့သားသမီးတို့သည်လည်းကြွယ်ဝ၍မြေးမြစ်စသည်တို့၌မိမိတို့ဥစ္စာကို ခြံထားကြပါ၏အကျွန်ုပ်မူကားဖြောက်မှန်၍မျက်နာတော်ကိုဖူးမြင်ရပါလိမ့်မည်နိုးသောအခါပုံတရံတော်အားဖြင့်အကျွန်ုပ်အလိုပြည့်စုံရပါလိမ့်မည်အာမင် God bless you